စ်ကူးပွဲတော်များကမ္ဘောဒီးယား၌သုံးရက်သာကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယခုသတင်းပတ်အတွင်းကမ္ဘောဒီးယားမှခမာနှစ်တကူပျော်ရွှင်စွာကျင်းပနေကြပြီးမိသားစုများပြန်လည်ပေါင်းစည်းကြကောင်းဖျားချောင်းအခမ်းအနားများနှစ်ဟောင်းပါကန်အညံများစေကြောပေးထည်ရေးဆော့ကစားခြင်းများပြုလုပ်ကြပါထည်တနင်္လာနေ့ကစတင်တဲ့သုံးရက်သားပွဲတော်ဟာကောင်းချိန်တိုင်းရာသီကုန်းနဲ့တိုက်ဆိုင်နေပြီးတိုင်းငံလုံးမှာပွဲတော်များမြင်တွေ့ရပါထည် ယခုနှစ်ဟာဆိုရင်ဘရင်နိုရိုဒွန်စီဟာမိုနီရဲ့ဖိတ်ကြားချက်ဖြင့်တရုတ်သမ္မတရှီကျင်းဖြင့်လာရောက်လဲပတ်ခဲ့ပါထိဖန်ဝမ်ပင်ရှိတမိုင်းဝင်ဗဟုဆေးဟာဆိုရင်ရှင်ချင်းမှုဖလဲမှုများမြင်တွေ့ရပြီး အထူးသဖြင့်တရုတ်စကားကျွမ်းကျင်တဲ့ဈေးတဲများတွေ့ရပါထိလဝရတနာဈေးတဲလက်မော်ဂျူနီယာကတရုတ်ပြည်မှဧည့်သည်များနဲ့ဆက်ဆံဖို့အတွက်တရုတ်စကားသင်ယူထားကြောင်းပြောပြပါထိ ဈေးထဲမှာတရုတ်မိုဘိုင်းငွေပေးချေမှုများဖြစ်တဲ့အလီပေးနယ် WeChat ပေးထိုးကို အချို့ဆိုင်တွေမှာလက်ခံကြပါသေး။စီထဲမှာဒေတာခံများနိုင်ငံခြားခရီးသွားများကတတိကူပွဲတွေရဲ့တွတ်ပန်းပင်များတတိများအပြင်အစင်များဝယ်ယူနေကြပါထိကမ္ဘောဒီးယားတွေဟာနှစ်သက်မှာကံကောင်းမှုတွေယူဆောင်လာပေးမယ်နဲ့တမီးကိုကြိုးဆိုပူဇော်ကြဖို့ပြင်ဆင်ထားဖြစ်ကြောင်းဒေတာခံအတန်းလွှင့်ပြောကြားသူအင်္ဂလီထိုင်းကပြောပြပါထိ အဖူချိန်မြင့်တက်လာတာကြောင့်လူအတော်များများကမဲခေါင်းမြစ်သို့သွားကာနေဝင်လှေစီးခရီးသွားကြပါသည်အပြင်းများနဲ့မကောင်းထဲကန်းသို့ဆင်းချဲအောင်ရေတနက်တွေရေဘုံတွေနဲ့ရေစော့ကစားချထားကိုလည်းနေရအများပြားမှမြင်ရပါသေးလို့သိရပါသေးရှင်။